မတ်စတစ်ဇာဦးကြည့်ရှုနေကြတယ်အာဇာဝနာရှင်ပြိတ္တများခင်ဗျာကျွန်တော်ကဘီခေအာတီတိုင်းအာစနစ်အသင်းအားပေါ့နော်ကျွန်တော်ဒါအဲပြောစရာတွေနဲ့တကယ်ကိုဒါပြည့်နှက်နေလို့ပဲဆိုမှဖြစ်တယ်ပေါ့ဆိုအာစနစ်အသင်းအား အဲကျွန်တော်ဒါ Premier League Bologna ဒီအစကတည်းကဗောနော်ဒါအခုချိန်ထိဒါ Pego ဆိုရရလက်ကလည်းဒါနှစ်ဂိုးပဲရှိထားရဗောနော်အဲ့ Pego တည်းကကျွန်တော် Manchester City ကိုဒါတစ်ဖက်တစ်ဂိုးစီတည်းကြားခဲ့တဲ့ပွဲစဉ်ရဲ့အပြည့်ရှင်ဒါ Arnes Slot Liverpool အသင်းကိုတကယ်ဒါ Southside ရဲ့အဲ့တကယ် outstanding free kick goal နဲ့ရောနော်ဒါရှုံးနေခဲ့တဲ့ပွဲစဉ်အဲ့ဒီပွဲစဉ်နှစ်ပွဲလေလို့ရှိရင် Arsenal အသင်းကဒါပြိုင်ပွဲဆုံးမနော်ဒါ Champions League ပြီးရင် Premier League အပြည့်ရှင်ဒါ Carabao Cup စရည်ဒီပြိုင်ပွဲဆုံးမှာဗော เนาะဒါအခုချိန်ထိဒါပေးကိုပေးရခြင်းမရှိသေးဘူးပေါ့เนาะဒီမှတ်တမ်းอ่ะပေါ့เนาะဒါနီးပြမိခဲ့အာဒီတာရဲ့အာဆင်နယ်အသင်းတော့ကတော်တော်လေးကိုဒါဘယ်လိုပြောမလဲ surprise လေးပြုတ်ဖို့ကောင်းတယ်အဲ့ပြလို့ရှင်ဒါအအတိမတ်လေးပြုတ်ဖို့ကောင်းတဲ့အနေထားမှာရှိရောเนาะကျွန်တော်တို့ဒါနောက်ဆုံးအခုဒီအော်တိုဘာလဒါလကုန်သွားတဲ့အချိန်မှာဒါစီးရင်ပြန်ချုပ်ကြမယ်ပေါ့เนาะဒါဒီအော်တိုဘာလ ပြီးဆုံးသွားတဲ့အချိန်မှာဒါအာဆင်နယ်အသင်းကစားခဲ့တဲ့ပွဲစဉ်6ပွဲရှိတယ်ဒီနေရာမှာဒါပရီးမီးယားလိပွဲစဉ်တွေအဲပြီးရင်ဒါချန်ပီယံစီပွဲစဉ်9ပွဲကစားခဲ့ပြီးတော့ဒါကာရာဘောင်းကပ်ပေါ့နော်ဒါဒီမနက်မှာပဲဒါအာဆင်နယ်အသင်းနဲ့ Brighton အသင်းနဲ့ရှင်မန်ကစားခဲ့တဲ့ပွဲစဉ်အဲ့ဒီဒါစုစုပေါင်းဒါပြိုင်ပွဲဒါပြိုင်ပွဲဆို6ပွဲမှာပေါ့နော်ဒါအာဆင်နယ်အသင်းကပေးကိုတကူမှမရှိခဲ့ဘူးဘောနော်ကျောင်းတာအော်တိုဘာလအစောပိုင်းမှာဒါရှင်ပြန်ကစားခဲ့တဲ့ဒါအိုလံပီယာကော့စ်အသင်းနဲ့ဒါချန်ပီယံစ်လိဂ်ပွဲစဉ်မှာလည်းကျွန်တော်တို့ နှစ်ဂိုးဂိုးရှိဆိုရရလနဲ့အနိုင်ရရှိခဲ့တဲ့အဲဒီနောက်မှာဒါ West Ham United ကို Arsenal နဲ့အင်္ဂွင်မှာအခက်ရှင်မြန်ကစားခဲ့ပြီးတော့ဒါရော Premier League ပွဲစဉ်ပေါ့နော်အဲဒီပွဲစဉ်မှာ Arsenal အသင်းကနှစ်ဂိုးဂိုးရှိနဲ့ထပ်နိုင်ရတယ်အဲပြလို့ရှင်ကျွန်တော်ဒါ Fulham အသင်းပေါ့နော်ဒါဒါ လန်ဒန်ဒါဘီပွဲစဉ်တွေကိုပဲအာဆင်နယ်တင်းတောက်လျှောက်ကစားခဲ့တယ်။ဒီဖူဝန်အသင်းနဲ့ဒါအဝေးကွန်းတောက်လျှောက်ကစားခဲ့ပြီးတော့ဒါဒီပြမီခဲအာတီရဲ့အာဆင်နယ်တင်းကဒါတကူကူမရှိဆိုရရလက်နဲ့အနိုင်ရရှိခဲ့တယ်။အဲအဲ့ဒီနောက်မှာကျွန်တော်တို့ဒါချန်ပီယံစ်လိပြိုင်ပွဲတွေပြန်ရောက်လာခဲ့ပြီးတော့အက်တလက်တီကိုမက်ဒရစ် တကယ်ကိုစပိန်အင်အာဂျီကလပ်အသင်းတင်းဖြစ်တဲ့အက်တလက်တီကိုမက်ဒရစ်အသင်းကို၄ဂိုးဂိုးမရှိဆိုရရလက်နဲ့ဘောနော်တကယ်ကိုဒါအပြတ်အသားဒါ Hugo Simoni ရဲ့ဒါ Atletico Madrid အသင်းကို၄ဂိုးဂိုးမရှိဆိုရရလက်နဲ့ ဒါအနိုင်ရရှိခဲ့တယ်အဲ့နောက်ပိုင်းမှာလည်းကျွန်တော်တို့ဒါအရန်ကိုဒါပရီးမီးယားလိမှာခက်ခက်ခက်ခဲကကစားရပါတယ်ဆိုတော့ Crystal Palace အသင်းကိုအာဆင်နယ်အသင်းကသူရဲ့ဒါဒါ set piece ကနေပေါ့နော်ဒါအာ Crystal Palace အသင်းရဲ့ကစားသမားဟာ Ibrachi Azeha ပဲဒါပြန်လဲတွင်းယူသွားခဲ့ပြီးတော့ဒါအာဆင်နယ်အသင်းအနိုင်ရရှိခဲ့တယ်အဲ့ဒီနောက်ပိုင်းရဲ့ဒါနောက်ထပ်ကစားခဲ့တဲ့ဒီမနက်မှာပေါ့နော်ရှင်မြန်ကစားခဲ့တဲ့ EFL Cup ကို Recover Bound ဒါဖလားပွဲစဉ်မှာဒါအာဆင်နယ်သင်းက Brighton အသင်းကိုနှစ်ဂိုးကူးရှိသူတွေကလည်းအနိုင်ရရှိခဲ့တယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါအာဆင်နယ်အသင်းကတကယ်ကိုအရန်ကစားသမားအများစုနဲ့ပေါ့နော်ကျွန်တော်တို့ဒါအပုံမှန်ပွဲထွက်ကစားလေးရှိရဲ့ကစားသမားတွေတော်တော်များများတော့မပါဘူးပေါ့နော်ကျွန်တော်တို့ဒါ Van White တို့ဘာလို့ အကိုဟန်ကပီဘယ်လိုရှိတာမက်စ်ဒေါမန်ဘာလို့ဒီကေဦးချတိတ်လေးတွေဒါတိုက်ဆက်မှာဆိုလို့ရှိရင်လေကျွန်တော်အသက်၁၆နှစ်နေပဲရှိသေးတယ်ကစားသမားလေးကျွန်အဲ့ကစားသမားလေးကိုဗတာနိပြမိခဲ့အတီတာရဲရဲဝုံးဝုံးပွဲထုတ်ပြီးတော့နော်ဒါကစားချင်းပြီးခဲ့တယ်ဒီနေရာမှာလေကျွန်တော်ဒါတချို့ကပြောကြရပေါ့နော်ဒါအာဆင်နယ်အသင်းကိုဒါဆက်ပီး FC တဲ့မှာကော်နာ FC အဲ့လိုမျိုးဒါဒါဘော FC ဆိုင်ဒီအတန်ဒီဘောင်းထွက်ခဲ့ပြင်မဲ့ဒီ Brighton အသင်းရဲ့ပွဲစဉ်မှာလေဒါ Arsenal အသင်းရဲ့ Open Play ကနေပဲပေါ့နော်ဒါနှစ် goal လုံးဒါရယူသွားခဲ့တယ်ဒါပထမ Ethan Werner ရဲ့ goal ဆိုရင်ဒါ Mikel Merino ကနေပြီးတော့နောက်ပေါက်လေးနဲ့ချပြီးတဲ့ဘောလုံးကိုပေါ့နော်ကျော်ရ Mike Lewis Scaley ကဖျက်ချိုးပေးတဲ့ဘောလုံးကိုဒါအသင်းပါလာတဲ့ဒါ Ethan Werner ဆိုင်ဒီစားသမားလေးကဒါပိတ်သွင်းယူသွားခဲ့ပြီးတော့ဒါ Arsenal အသင်းဥဆောင်ကိုရရှိခဲ့တယ်ဆိုတော့ကျွန်တော်ဒါ အာဆင်နယ်တင်းရောဗောနော်ဒါအများပြောနေကြလို့ပဲ set piece တွေကနေလေသင်ကိုရယူနိုင်တယ်အခုလူမျိုးကျောင်းဒါ Brighton တို့ Evolution Atletico Madrid တို့ဗောနော် solution လေအာဆင်နယ်တင်း set piece က open play ရောအကုန်ပေါ့နော်ကျောင်းဒါဟိုသင်ကိုရနိုင်ခြေရှိနေရအားလုံးကနေပြီးတော့သင်ကိုရယူနိုင်နေတဲ့ Mikel Arteta ရဲ့ဒါအာဆင်နယ်အသင်းကိုတော့ ကျွန်တော်အာဆန်နယ်တင်းရဲ့ပြိသက်ဆိုတော့တေချာပေါ့ဒါကိုအသင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးအရန်ကိုဒါချိန်နဲ့နေမယ်အရန်ကိုပီတိဖြစ်နေမယ်အရန်ကိုဘယ်လိုပြောမလဲ height နေမယ် and date အမျိုးမှာရှိရလို့ကျွန်တော်နေတယ်ထင်မှသုံးသက်ချင်တယ်ပေါ့နော်အကျွန်တော်ဆိုရင်လေဒီလိုမျိုးကိုအသင်းနဲ့ပတ်သက်ပြီးတော့ဒါရှိချိန်နဲ့တယ်ဗျာတင်မလားအခုဒါက Premier League ဆိုလို့ရှိရင်ဒါပွဲစဉ်ဒါကိုးပွဲပဲရှိသေးတယ်အ Champions League ဆိုလို့ရှိရင်လည်းဒါဒါ group ဟာ group phrase ကိုမှဒါသုံးပွဲပဲကစားရသေးတယ် ိုတော့ကကျွန်တော်တို့အများကြီးတွားရအောင်မယ် it's a long journey ဘာလို့ကျွန်တော်တို့ဖွဲ့အရှိကစားရအောင်မယ် premier ဆိုရှင်ခုနပြောခဲ့လို့ဒါကိုးပွဲပဲရှိတယ်ကိုးပွဲဆိုတော့ဒါ premier league ဆုစပေါင်း38ပွဲကစားရတာဆိုတော့ဒါ၄ပုံ၃ပုံလောက်ပဲရှိသေးတယ်အဝေးလိုတွေအဝေးလိုတွေဟာဒီမှာ championship ဘာညာတော့မပြောလို့ဘူးဒါတည်းကဒါ step by step ပဲသွားရမှာเนาะဒါကျွန်တော်ရဲ့အထင်ကတော့ဒါတပွဲချင်းစီချင့်ကတ်သွားမယ်ဒါတပွဲချင်းစီကိုအကောင်းဆုံးကစားသွားမယ် ဲ့တပွဲချင်းစီမှာဒါ step piece တွေပဲနိုင်တယ်ပနတီတွေပဲနိုင်တယ်ဟိုအုံဟိုဘက်တင်းကအုံကိုသွင်းပေးလိုက်လို့နိုင်တယ်ဘလို့နိုင်တယ်ဗျာသိရမလားနိုင်သွားဖို့အဓိကဖြစ်တယ်အဲ့လိုပဲနိုင်ပွဲတွေရိုက်ယူသွားပြီးတော့ကိုယ်အတင်းကိုဘလောက်ထိအဆင်ပြေလာမလဲနော်အာဆင်နယ်အတင်းကျွန်တော်နေနေဒီနှစ်မှာအာဆင်နယ်အတင်းကတကယ် major supplier တွေကိုရိုက်ယူနိုင်မယ်ဆိုလို့ရှိရင်တော့တကယ်ကိုအာဆင်နယ်အတင်းရဲ့ပြည်သက်တွေရောဒါအာဆင်နယ်အတင်းရဲ့ဘုတ်အဖွဲ့တွေပေါ့နော်ဒါဒီနှစ်မှာတော်တော်လေးရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ထားတဲ့အာဆင်နယ်အတင်းတော့ကတော့ကျွန်တော်ဒါဒီနှစ် ဘောလုံးယာဒီပြီးဆုံးသွားတဲ့အချိန်မှာတကယ် major supplier တွေနော်ဒါ Premier League ကိုယူမလား Champions League လို့ဆိုရင်တော့ဒါအတိုင်းထက်အလုံးပေါ့နော်ဒါ Arsenal တင်းရဲ့တော်မိုင်းပထမဆုံးအကြိမ်ဒါအရရှိမဲ့ player လေးဖြစ်လာမှာပေါ့နော်ကျွန်တော်တခြား premium player တွေလည်းရရင်မဆိုးဘူးဘယ် player ပဲရရပဲဒါ player ရဖို့လိုအပ်ပြီးရသင့်ပြီလို့ကျွန်တော်အနေနဲ့ထင်မြင်တယ် ကျွန်တော်တို့ဒီလိုကြည့်ရှုနေတဲ့ဒါပြိသက်တွေအောင်လူထင်မသုံးသပ်ကြလေအာဆင်နယ်စိတ်နဲ့ပတ်သက်ပြီးတော့ဘလောက်ထိကျင်နေနေလဲနည်းနည်းလိုအပ်ချက်ရှိနေလို့ယူဆမိတဲ့နေရာလေးတွေရှိနေလေဒါ common password ဆိုနေပြီးတော့မြတ်တိုက်ရခင်ရှင်းရမယ်နောက်တဲ့ video မှာပြန်လည်ဆုံးတွေ့ကြပါစို့